မင်္ဂလာပါအခုတင်ဆက်မယ့်အစီအစဉ်ကတော့ပရိဆရာကြီးဆရာကျော်ဖြူဆန်ရဲ့ကျေးလက်ကပြားလို့အမည်ရတဲ့ပရိပြပွဲနဲ့ပတ်သက်ပြီးတော့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ဆရာမင်္ဂလာပါခင်ဗျာအဲမင်္ဂလာပါ ဟုတ်ကဲ့ပါဆရာဆရာဆိုတော့လေကျွန်တော်ပထမဦးဆုံးအနေနဲ့ပေါ့ဒီကျေးလက်ကပြားပြပွဲလေးပေါ့နော်ဆရာဒါလေးလှုပ်ဖြစ်သွားတဲ့ပုံပေါ့နော်အကြောင်းအရာလေးနဲ့ပဲကျွန်တော်တို့ ပေါ်ပါပါလေးစလိုက်ချင်ပါတယ်ဆရာဒါလေးနဲ့ပတ်သက်ပြီးတော့လေဆရာတို့ဘယ်လိုမျိုးလုပ်ဖြစ်သွားလဲပေါ့နော်ဆရာအဲ့ဒါလေးနောက်ပြီးတော့ဒီပွဲကဆရာရဲ့ဒီဘယ်နှချိန်မြောက်ပြပွဲဖြစ်မလဲပေါ့နော်အဲ့ဒါလေးနဲ့ဆရာမိတ်ဆက်ပေးပါအောင်ပဲဟုတ်ဒီပြပွဲကတော့ခုနှစ်ချိန်မြောက်ပေါ့လေဟုတ်ကဲ့ဆရာဟုတ်ကျွန်တော်အရင်6ပွဲ6ချိန်လောက်ပြခဲ့ပြီပေါ့နော်ဟုတ်ကဲ့ပထမဦးဆုံးပြပွဲကတော့လောကနဲ့မှာ ဟိုပါဘော1998ခုနှစ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျအဲ98ခုနှစ်ကလောကနာမှာပြတယ်ဟုတ်ကဲ့ပြဝဲနာမည်က Full Flame ဟုတ်ကဲ့နော် Full Flame ဟုတ်ကဲ့ပါအဲ့တော့အခုဆိုတော့တော်တော်ကြာသွားပြီပေါ့ဒီကြာဟုတ်ကဲ့ဆရာဟိုအဓိကတော့ကျွန်တော်တို့အလုကဟိုပါဘော Electricer ပါပဲဟုတ်ကဲ့စာနေစင်းတည်ဥပုပ်ကြီးဆရာဆိုတော့ဟုတ်ကဲ့ခင်ဗျဒီစာနေစင်းနေနေပဲအချိန်ကုန်ဟုတ်ကဲ့ဟို အထည်နေပဲအလုပ်ကြီးများပါတော့ဟုတ်ကဲ့ခင်ဗျအဲ့တော့ပကြီးပြပွဲကကတ်စိတ်စိတ်မလုပ်နိုင်ဟုတ်ကဲ့ခင်ဗျအဲ့ဒါကြောင့်ခက်ချေချင်းနေပဲအခုအချိန်ကခုနှစ်ချိန်မြောက်ဖြစ်သွားတော့နော်ဟုတ်ကဲ့ပါဆရာဟိုဒီပြပွဲနဲ့ပတ်သက်လို့တော့တိတ်လေထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူးဟိုကျွန်တော်တို့ရေးရိုးရေးစင်ဟိုပါဘော ကျွန်တော်တို့ရဲ့ရေးဟန်ပေါ့လေဟုတ်ကဲ့ဆရာအဲ့ဒါနဲ့ကျွန်တော်တို့ငရွေစင်တော့ကြီးပြင်းခဲ့တဲ့အဲ့ဒီဟိုကြီးလက်ရဲ့အငွေ့အသက်နဲ့ကြီးလက်ရင်းနှံကလေးတွေပေါ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာအဲ့ဒါလေးတွေဟိုဟိုပြထင်တာပေါ့ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာဆရာရဲ့ပကြီကားလေးတွေလည်းကျွန်တော်တွေ့ရတယ်လေအဲ့တဲမှာလည်းဆရာခုရှင်းပြသလိုပဲဒီကျွန်တော်တို့ဘာခွန်မလဲ ီဟိုပေါ့ယာစီနဲ့ဆိုင်တဲ့ပေါ့နော်ဒီလိုမျိုးပကြီကားပေါ့နော်ဆန္ဒလာယာစီနဲ့ဆိုင်တဲ့ဟာလေးရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီလူမှုပေါ့နော်ခြေလက်မြင်ကွင်းနေပေါ့နော်ဆရာဟုတ်တယ်ဥပမာကျွန်တော်တို့ရှင်လောင်းလှဲ့တာလို့ဟုတ်လားနော်ဆက်နောက်ပြီးတော့ကျွန်တော်တို့လူမှုစီးပွားခေါ်ပါပေါ့ကျွန်တော်တို့ကျွန်တော်ရမ်းသဘောကျတယ်ခြေစာဖိနေတဲ့မြင်ကွင်းလေးဆရာဆွဲထားတယ်လေဟုတ်အဲ့ဒီဟာလေးကဆရာကျွန်တော်ဘလောက်ဒီသဘောကျသွားလဲဆိုတော့ခြေစာဖိတဲ့ခြေစာသီးလေးပါဆရာလေ ဟုတ်ဒီချာချာလေးဆွဲပြထားတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါမျိုးကဒီဟွာပေါ့တကယ်ဟိုအဲ့လုပ်ငန်းတွေကိုကျွန်တော်တို့ရင်းနှီးတဲ့လူမှလာသိနိုင်လဲအချက်လေးတွေပေါ့နော်ဆရာဟုတ်ကဲ့ဆိုတော့ဆရာအဲ့ဒါလေးတွေအစားလေဒီအသေးစိတ်လေးတွေဆရာဆွဲထားတာလည်းကျွန်တော်တွေ့တယ်ဗျာနောက်ပြီးတော့ဒီကျွန်တော်တို့အညာရေခတ်တဲ့ရေတွင်းတွေပေါ့ရေတွင်းတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘက်ခစ်ဆိုမရှိတော့ဘူးငွားလဲနဲ့ရေစီတိုက်တဲ့ ရေစီလဲရေစီလဲเนาะဆရာအဲ့ဒါလေးကဆိုတော့ကျွန်တော်တို့ငယ်ငယ်တုန်းကပဲကျွန်တော်တို့ဂျင်းလေးခဲ့ရတာလေဟုတ်ကဲ့အခုကျွန်တော်တို့ဒေတာတွေမှာတော့အဲ့ဒါမရှိတော့ဘူးဟုတ်ကဲ့ဆိုတော့အဲ့အဲ့ဒါမျိုးလေးတွေကျွန်တော်တို့ပြန်ပြင်ရတာပေါ့နော်ဒီတရားလေးလည်းကျွန်တော်တို့တွေ့ရတယ်ခုနပြောလို့12လရာသီမြင်ကွင်းလေးတွေလည်းကျွန်တော်တွေ့ရတာပေါ့တွေ့ရတဲ့အခါကျတော့ကျွန်တော်ဘာလို့သွားပြီးတော့လေဆရာဒါကိုသွားတွေ့ရတယ်လဲဆိုတော့ဒီဟာလေးတွေကဆရာရဲ့ဘယ်လိုမျိုးပေါ့နော်စိတ်စော်မှုကနေပြီးတော့ဆရာဒါလေးတွေကို ဆွဲပစ်သွားတာလဲပေါ့နော်ကျွန်တော်အဲ့ဒါလေးလည်းသိချင်ပါတယ်ဆရာဟုတ်ကဲ့ပါဟိုအဓိကတော့မိသားစုပါဟုတ်ကဲ့ခင်ဗျာဟိုမိသားစုဘဝနေပြီးကမှဒီအငွေ့အသက်တွေနဲ့ဒီလိုအတွေ့အကြုံတွေအတွေ့အမြင်တွေနောက်ပြီးတော့ဒီလုပ်ငန်းသဘာဝတွေကိုကျွန်တော်တို့ကကိုယ်တိုင်ပေါ့နော်ဟုတ်ကဲ့ဆရာကျုံငွေ့ရတာပေါ့နော်ဟုတ်ကဲ့ခင်ဗျာဟို ပူပြီးပြည့်စုံအောင်ပြောရလို့ရှင်ကျွန်တော်အမေကတော်သူဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟိုကျွန်တော်အဖေကတော့ပခုတ်ကူကဟိုကျွန်တော်အမေကဘိုးပဲမြန်ရဲ့နောက်ဘက်ကတော်တော်ကြောင်ကြတဲ့မဟင်းဟွာအော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့ဟိုကြောက်မှာပေါ့ဟို primate တွေပါတယ်ဟုတ်ကဲ့ခင်ဗျာတွေ့ထားတဲ့ဟုတ်ကဲ့ခင်ဗျာရွာပေါ့လေဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကအမေရွာကိုရမ်းချစ်တာပဲဟုတ်ကဲ့ကျွန်တော်အကြောင်းပြပြီးဆိုအမေရွာပြေးတာပဲ ဟုတ်ကဲ့ဟုတ်ကဲ့ဆာအဲ့တော့ယောမအမိရဲ့ဟိုအမရညီမရပေါ့နော်အမိရဲ့ဟိုအမျိုးတွေနဲ့တွားနေရပဲဟုတ်ကဲ့တွားနေတော့အဲ့ဒီတုန်းကတော့ကျွန်တော်တို့ယောမဟိုအသက်မွေးညောင်းလုပ်ကြတာကတော့ဟိုရက်ကန်းလုပ်ငန်းပေါ့နော်ဟုတ်ကဲ့နောက်ထန်းတစ်တဲ့လုပ်ငန်းရက်ကန်းလုပ်ငန်းဟိုတောင်သူလုပ်ငန်းတွေပေါ့နော်ဟုတ်ကဲ့ဟိုဟိုအဲ့ဒါတွေကကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ဟို ကျွန်တော်တို့ရဲ့အမိညီမဆိုရင်ကျွန်တော်ကြီးခေါ်တာပေါ့ဟုတ်ကဲ့အဲကြီးကအဲ့လိုပဲခြေစားတင်နေဆိုဟုတ်ကဲ့ဟိုကျွန်တော်ဝင်ပြီးကမှကူပြီးကမှလေဟုတ်ပါပါလုတ်ပြီးတာမျိုးတွေပဲရှိကြတော့เนาะဟိုရကန်းလည်းရကန်းမို့လို့ဟိုဘိုင်းမြင်တာအစဟုတ်ကဲ့ချီချတာအစပါเนาะမှန်ပါတယ်ဟုတ်ကဲ့ပါအဲနောက်တော့ရေရှားတဲ့ရွာတွေဆိုရကြဆောပြောလို့ပေါ့ရေတို့နေမှာရေစီလဲနဲ့ရေခတ်ကြဟုတ်ကဲ့အဲကျွန်တော်တို့ကိုယ်တိုင်ပေါ့เนาะဟုတ်ကဲ့ပလေးမောင်းမှုကြမှာ ခတ်ခဲ့ဘူးပါဘောနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကြီးကဟိုကုရွေကြီးဖြစ်လို့ပေါ့နော်ဟိုအခုတော့အရင်လိုမဟုတ်တော့ဘောနော်ဟုတ်ကဲ့ဆရာအရင်လိုမဟုတ်တော့ဟုတ်ကဲ့ဆရာကြွားမှလည်းရည်တတ်မှုကြီးဖြစ်ကုန်ဟုတ်ပါဆရာဟုတ်ပါဆရာအဲ့ဒါပါပဲကျွန်တော်ရဲ့အတွေ့အကြုံနေနဲ့ရတဲ့ဟိုပကြီကားကြီးပါပဲဟုတ်ကဲ့ဘယ်လိုပြောလဲဟုတ်ကဲ့ဆိုလိုတာတော့ဟိုပေါ့ဆရာရဲ့ဒီနေ့စဉ်ဘွားမြင်ကွင်းတွေက ဒီအသွေးသားထဲမှာလည်းကွာသူကပကြီးဆရာရဲ့မဟုတ်ဘူးလေညာသားတွေရဲ့အသွေးသားထဲမှာကွာရှိနေပြီးသားပေါ့နော်ဒီအကြောင်းအရာတွေပေါ့နော်ဆရာတော့ပကြီးဆရာဆိုတော့တရားဟိုပကြီးအမှုပြန်တဲ့ဆရာပေါ်ထုတ်တယ်ပေါ့နော်အဲ့လိုလည်းပြောလို့ရမယ်ထင်တယ်လေနော်ဟုတ်ပါတယ်နောက်တစ်ချက်ကကျွန်တော်စဉ်းစားမိတာကတော့ဆရာရဲ့နောက်ပြီးတော့ဆရာတို့ဒေတာတွေကဒီကရမ်းပြောရရင်လေကျွန်တော်တို့ဒီဟိုပေါ့အညာရဲ့ဒီဘာခေါ်မလဲပုံရိပ်ကို ုံပုံဖော်ပေးနိုင်တဲ့ဒီကျွန်တော်တို့အမှုပညာတွေပေါ့နော်ဒီ tradition နဲ့အမှုပညာတွေပေါ့နော်ဆိုပါစို့ဆရာရဲ့ဒီကျွန်တော်နိုင်ငံရမကြီးလို့ဟာမျိုးတွေကျောင်းဖုန်းကြီးကျောင်းရှေးကျောင်းဆောင်ကြီးတွေကျွန်တော်တို့ထင်တယ်အဲ့ဘက်ကတော်တော်လေးပေါ်တယ်လို့လည်းကျွန်တော်ကျွန်တော်အကြမ်းင်းပေါ့နော်ကျွန်တော်တော့မြင်မိတယ်ဆရာရှိပါတယ်အများကြီးရှိပါတယ်အဲ့ဒီဟာတွေပေါ့လေဆရာတို့ရဲ့ဒီ ဟလာရိုက်ခတ်ချက်တွေရရှိနေမယ်လို့လည်းကျွန်တော်ထင်တယ်နော်ဟုတ်ပါအဲ့လိုမျိုးတွေရှိနေမယ်လို့ကျွန်တော်ထင်တာပေါ့နော်ဆရာဟုတ်ကဲ့ရှိပါတယ်ဟုတ်ကဲ့ဆရာဟိုဘဘူးတို့ဘာလို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကုတ်ကူကရှူကူတကယ်တို့ဘာလို့ဆိုရင်ဒါကဘာကဘာတိအောင်ကြိုတာပေါ့ဟုတ်တာပေါ့နော်ဆရာဟိုဘဘူးလက်ရပေါ့ဟုတ်ကဲ့ဆရာနောက်ပြီးတော့ဆရာချုံတို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့အရက်ကသူ့ရဲ့ဇာတိပဲအော်ဟုတ်ကဲ့ဟိုနန်းတွဲပကြီကျော်ဆရာချုံဟုတ်ကဲ့ခင်ဗျဟိုကျွန်တော်တို့ပခုတ်ကူ မြို့နယ်တွေရပဲ။အော်အခုခုရေစကြိုဒီတိပြောရလို့ရှင်တော့ရေစကြိုမြို့နယ်တွေရပေါ့နော်။အော်ဟုတ်ကဲ့။ဟောတော့ဆိုရဲရွာလေးရပေါ့နော်။ဟုတ်ကဲ့ဆရာ။ဟုတ်ကဲ့ပါဆရာ။အဲနောက်ပြောမယ်ဆိုရင်လည်းအများကြီးပေါ့လေ။ဟုတ်ကဲ့။ဟိုအမှုပညာသမားရဲ့ဟိုအများကြီးပါ။ဟုတ်ကဲ့ခင်ဗျာ။ဟုတ်ကဲ့။အဲ့ဒါအဒီကလည်းကျွန်တော်တို့ရဲ့ဖန်တီးမှုမှာပေါ့လေ။ဟုတ်ကဲ့ဆရာ။ဟိုလာပြီးတော့မှအားတစ်ခုဖြစ်တယ်။ဟုတ်ကဲ့ဆရာ။ဆောစောပြောတဲ့ ဆရာပြောသလိုပေါ့လေအဲရိုက်ခတ်မှုပေါ့နော်သူတို့ရဲ့အငှုအသက်တွေပေါ့နော်အဲအဲ့အရာကဟိုကျွန်တော်တို့ကူးဆက်တာပေါ့နော်ဟုတ်ကဲ့ဟိုအဲ့ဒီသဘောမျိုးလေးရှိပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာနောက်တစ်ခုอ่ะဆရာကျွန်တော်ဆရာရဲ့ဒီလက်ရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ရှားဖွေပြီးတော့လေ့လာကြည့်တဲ့အခါမှာလည်းဆရာကလေဒီလိုမျိုးမြန်မာမှုနဲ့ပတ်သက်တဲ့နေ့စဉ်လူမှုဘဝတွေဟလာဒီဆက်နွယ်ရာတွေဘဝတော်တွေဒါမျိုးတွေမြန်မာမှုတွေအပြင်လေ ်ဆရာဘိုးတော်ဝင်တဲ့ပတ်သက်တာတွေလည်းဆရာအများကြီးလေနောက်ဇာတိဆယ်ဘွဲ့လောကမျိုးတွေလည်းဆရာရေးခဲ့တယ်ဟုတ်ပါဘိုးတော်ဝင်မကြီးကားတွေလည်းဆရာရေးခဲ့တာတွေ့ရတယ်ဟုတ်ပါတယ်เนาะဆရာဆိုတဲ့ကောင်ကြတော့အဲ့ဒီဟာတွေကလည်းဆရာဒီဟိုပေါ့အခုလိုမျိုးပေါ့ဒီချိလက်ကပြာကတော့ကျွန်တော်ထင်တယ်ဆရာရဲ့တိတ်ပြီးတော့ဒီဟိုပေါ့ဆရာဟိုပရက်ရှာရှိမယ်မထင်ဘူးလွတ်လွတ်လပ်လပ်လေ ဆရာရေးသွားနိုင်တယ်လို့ကျွန်တော်တင်တယ်လေဆရာရဲ့ရေးတဲ့ဟာလေးကြီးတော့လေပေါ့ပေါ့ပါပါလွတ်လွတ်လပ်လပ်နဲ့လေရေးသေးရလေးလေဆရာပေါ်အောင်ရေးသွားတာတွေ့ရတယ်အဲ့ဒီမှာမှခုနကျွန်တော်ပြောသလိုပဲဘိုးတွင်ဟာလေးကြတော့ဆရာရဲ့ဒီဆရာရှင်းပြထားတာလည်းကျွန်တော်တွေ့လိုက်ပါတယ်ဘာလဲဆိုတော့ဆိုပါစို့ဒီဆရာဆိုလို့ရှိရင်ဟာဒီစာရပေတာဘုံကြီးလေးလည်းဆရာချင်းကပ်ပြီးတော့မေးမြန်းရတယ်ပေါ့နော်ဟုတ်တယ်နောက်ပြီးတော့ဒီဟာဝိဓုကမှတ်လို့ဟာမျိုးကိုဆရာရေးတဲ့ခါမှာလည်း ဒီဝိရိယအငတ်ရဲ့ဟာလဝက်စုံတို့ကဟာလအယောင်အယောင်အစဘယ်လိုအယောင်သုံးမလဲဆိုတာမျိုးကစားဆရာတော်တော်ကိုလေဒါချင်းကပ်ပြီးတော့နော်ဆရာချာပွေပြီးတော့စီမူရတယ်ဆိုတဲ့ခါကျတော့လေဒီနှစ်ခုရဲ့ဆရာဟောပေါ့ဒီကျွန်တော်တို့ခြားနာချက်တွေပေါ့နော်ခြားနာချက်တွေရှိမယ်ဆရာဒါတွေနဲ့ပတ်သက်လို့လည်းပြောပြပေးပါဦးဆရာအဲအခုပြပွဲမှာပြတဲ့ပကြီကားတွေကတော့ရေးရတာလွတ်လပ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျဟိုဒီဘုဒ္ဓဝင် နဲ့ပတ်သက်လို့ကတော့ကျွန်တော်အများကြီးရေးခဲ့ပါတယ်ဟုတ်ကဲ့ခင်ဗျာဇတ်တော်ကြီးစေဝဲဆိုရင်ကျွန်တော်တောက်အုပ်ချင်းကိုကျွန်တော်တောက်အုပ်ကပုံပေါင်း100လောက်ပေါ့เนาะတောက်အုပ်ပုံပေါင်း100လောက်ပေါ့เนาะဟုတ်ကဲ့အဲ့တော့ရေးပြီးကမှဟိုပါပေါ့6နှစ်9နှစ်လောက်ကျွန်တော်အချိန်ပေးပြီးရေးခဲ့ရပါတယ်ဟာဟုတ်ကဲ့ဆရာနောက်အခုဆရာပါတခုဘာသာပြန်ထားတဲ့ဗုဒ္ဓဝင်ဆိုလို့ရှိရင်ဒါဟို อินโดนีเซียနိုင်ငံလာအတောဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟောအဲ့တော့သူတို့ကသူတို့ရဲ့ဟိုပါလေဒီစာအုပ်လေးဖြစ်ချင်တယ်ပေါ့နော်ဒီဟိုမှာကျွန်တော်တို့ဒီအာချမှာဟိုဟိုကျွန်တော်တို့ဒီမှာဆိုရင်ဆရာဥပတ်ကြီးရှိတယ်နောက်တခြားဆရာတွေလည်းဟိုရှိပါတယ်ဟုတ်ကဲ့ဟိုကျွန်တော်နိုင်ရန်ရေးတဲ့ဆရာတွေရောဟုတ်ကဲ့ကျွန်တော်စာအုပ်မှရေးတဲ့ဆရာတွေရောလေဒါနဲ့ကျွန်တော်လက်ရနဲ့သူတို့ကစာအုပ်လုပ်ချင်တယ်ပေါ့လေဟုတ်ကဲ့အဲအဲ့လို လာတော့ကျွန်တော်အချိန်တော်တော်ပြီးပြီးတော့မှရေးရတယ်ဟုတ်ကဲ့ဆရာအဲ့ဒီမှာကိုမကျွမ်းကျင်တဲ့အကြောင်းအရာတွေနော်ဟိုဒါတွေက memory နဲ့ကျွန်တော်တို့ကရေးရတဲ့အလုပ်ဆိုအမှားရင်းပါပွားမှလည်းခုမှတာဝန်ကြီးတယ်လေဟုတ်ကဲ့ဟုတ်တယ်မလားအဲ့တော့ဒီလုပ်ဒီလုပ်ရတာတာဝန်ကြီးတယ်တာဝန်ရှိတယ်အဲ့တော့ကိုနားမလဲတာတွေကိုမသိတာတွေကြတော့ဟိုအသေးစိတ်ကြကြပေါ့နော်ဟုတ်ကဲ့ဟို အခုဆရာကြီးဒီအခုမရှိတော့ပါဘူးဆရာဥဒုခတို့ဆရာပါတို့တို့ဓမ္မစရိယဥဒေလိုင်းတို့စတယ်ပေါ့နော်ဟိုဆရာကြီးဒီစီမှာမတိတာလေးမေးဟုတ်ကဲ့ခင်ဗျာသူတို့စီမှာစီးပူးပြီးရမှာလေဟုတ်ကဲ့ခင်ဗျာဒါတွေရေးရဟုတ်ကဲ့အဲ့ဒါတွေကဟိုပြောတင်တာကတော့ပကြီကားရေးရတာနဲ့တရုတ်ဖို့ရေးရတာဟိုတရုတ်ဖို့ရေးရတာနည်းနည်းတာဝန်ကြီးတယ်ဗျဟုတ်ကဲ့ဆရာမလွတ်လပ်ဘူးဟုတ်ကဲ့ဆရာ ဟိုအတွက်သဖြင့်ဝိတုသီဟုတ်ဘောကဗျာသီဟုတ်ဘောပဲကြည့်ကြည့်လေဟုတ်ကဲ့ကျွန်တော်တို့ကကျွန်တော်ရေးချင်တာကြီးလို့မရဘူးမှန်ပါပါမှန်ပါပါကဗျာဆရာဆာကြီးဆရာရဲ့နော်ဘာလို့ပြောကျင်လဲဆိုတော့ကျွန်တော်တို့သိအောင်စာအရင်ဖတ်ဟုတ်ကဲ့ဟုတ်လို့ပါပဲဟိုလွတ်လပ်မှုရဲ့အရာသာကြတော့လေဟိုအခုလူပကြီကားမှာဟို ခုဒီပွဲမှာဆိုကျွန်တော်လွတ်လပ်လပ်ရေးထားပါဟုတ်ကဲ့ဆရာဟိုစောစောပြောတဲ့ခြေစားတင်တဲ့နေရာမှာဒီဆက်သွားဘူးတို့ဘာတို့ကတော့လေဟိုနောက်လာနောက်သားစီလဲဟိုဘူးသူကရတာပေါ့လေမှန်ပါပါဆရာမင်းအောင်ဘူးမင်းမြင်ဘူးတဲ့သူလဲဘူးသူကရဟုတ်ကဲ့ဟိုအရင်တော့ကျွန်တော်တို့ brush တွေပါအင်းနဲ့လေဟုတ်ကဲ့ဟိုမရှိသေးတော့လေဟုတ်တာအဲကျွန်တော်စက်သားဘူးချမ်းဆိုတော့ဟုတ်တယ်စက်သားဘူးချမ်းနဲ့သူကဟို brush လောက်တာပေါ့လေဟုတ်ကဲ့အဲအဲ့တဘောပါပဲဟုတ်ကဲ့ပါဆရာ ဆိုတော့ဆရာကျွန်တော်ဒါလေးလက်စနဲ့လေးဆရာအဲ့ဒီအကြောင်းကခုနလက်ဆရာပြောတဲ့ဖံပါလဲပါတယ်ဆရာဒီပကြီးနဲ့ပတ်သက်ပြီးလေ့လာတဲ့ခါတော့ကျွန်တော်သွားကြည့်တဲ့ခါကျတော့လေဆရာပခုံးကူကျောင်းมาတယ်เนาะအထက်တန်းကျောင်းมาเนาะဟုတ်တယ်ဗျာဆရာဥတောင်းညွန့်လို့ဆရာဥတောင်းရှိန်တို့ဆရာနေဆရာဟုတ်တယ်စီမှုတယ်လို့ကျွန်တော်တွေ့ရတယ်เนาะဟုတ်ကဲ့ဗျာနောက်တစ်ခါတော့ဆရာဥပတ်ကြီးပေါ့เนาะဘီးတွေပါဟုတ်ကဲ့เนาะဆရာအဲ့တော့ဆရာဥပတ်ကြီးเนี่ยကျတော့ဆရာကဗာလဲဘီးတွေတွတ်တက်တော့အဲ့လိုစုံပြစ်တာလားအဲ့လိုမဟုတ်ဘူးဗျာအော်လုံးပါအောင်ဆရာအဲ့ဒါလေးလဲပတ်သက်လို့ကျွန်တော်တို့ ចောင်းနေစင်းဟာလေဟိုကျွန်တော်ဘူလာတန်းမှာဆိုလို့ရှိရင်ကျွန်တော်ပစီစီယာတယောက်ရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျွန်တော်တို့ကာယချင်းဆိုရဲအချင်းပေါ့လေနောက်ဆုံးအချင်းမှာဟိုဟိုဘာပေါ့အာကစားဝါဒနာပါတဲ့သူကအာကစားလို့ဟုတ်ကဲ့နော်နောက်ပြီးတော့ဟိုပကြီးဝါသနာရဲပါတဲ့သူကပကြီးရေးပကြီးသင်အဲ့မှာဆရာရှိတော့လေအဲ့တော့မူလာနာမှာဆရာဦးတောင်းညွတ်ဆိုတော့ပကြီးဆရာနဲ့လေကျွန်တော်ကကြုံခဲ့ရအော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာ ဲ့တော့လေးတန်းအောင်ကတော့လေးတန်းပေါ့လေ၅တန်း၆တန်း၇တန်း၈တန်းအဲ့ဒီလေးတန်းအစင်ကြတော့ဆရာဥပ္ပကြီးနဲ့ကျွန်တော်ဟာကျုံရတယ်။ဆရာဥပ္ပကြီးဆိုတာကျွန်တော်ဒီပုဂ္ဂိုလ်ကြီးရဲ့ဆရာကြီးဥပ္ပကြီးမဟုတ်ဘူး။မဟုတ်ဘူးလား။ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ။ဒီကတော့အခုထိတက်ရှိတင်ကြားရှိပါသေးတယ်။ဟုတ်ကဲ့။ကျွန်တော်တို့ BET မှာခတ်စောစောလောက်ကပေါ့နော်ခတ်စောဟို ဟိုကတ်ဆုံးဆုံးအတုတ်ဒီလောက်ကနေပြီးတော့သူကဘီဒီအော်ပြီးပြီးရမှာသူကကျောင်းစီရဖြစ်အော်အော်ကျွန်တော်ကဟိုကျွန်တော်တို့ဒီဥပတ်ကြီးလို့ထင်လို့ဘာကြောင့်လဲဆိုတော့ဥပတ်ကြီးကလည်း TDC မှာသူကဆရာလုပ်ခဲ့တယ်အဲလုပ်ခဲ့တယ်ဆိုတော့ DTC မလုပ်ခင်မှာဘီဒီမှာလုပ်သလားပေါ့ကျွန်တော်စိတ်ထဲမှာစိတ်ထဲမှာအဲ့လိုမျိုးသွားပြီးတော့အဲလူတော်တော်များများဟောဖြစ်တယ်အဲ့ဒါကြောင့်ဟိုကိုကျော်သောင်းနဲ့တွေ့တော့ဟိုခွဲလိုက်အောင်လို့ဆရာဦးဘတ်ကြီးက အခုပြောလို့ပဲတချို့ကဒီဆရာကြီးဥပတ်ကြီးပဲထင်တော့လေဟုတ်ကဲ့ဟုတ်ကဲ့ဆရာကျွန်တော်ဆရာကတော့ပြောပါတယ်ဟုတ်ဟုတ်ငါတို့ BED မှာအကြောင်းတက်တုံးကတဲ့သူက DDC မှာပေါ့နော်ဟုတ်ကဲ့ဆရာအဲ့တော့ဘတ်ကြီးကြီးဘတ်ကြီးလေးလို့တော့မှာပဲငါတို့ခေါ်တယ်တဲ့အဲဆရာကြီးတို့ဘတ်ကြီးကြီးပေါ့နော်ဟုတ်ကဲ့ခင်ဗျာသူကဘတ်ကြီးလေးပေါ့နော်အော်ဟုတ်ကဲ့ခင်ဗျာအဲ့ဒီဆရာကျွန်တော်တို့လေတန်းမှာအကြောင်းဆရာတောင်းလာယူတော့ကျွန်တော်တို့ကသူစီမှာ ပကြီလက်တင်ရတယ်။အော်။အဲသူကအိမ်ခေါ်တင်တယ်။အော်။ပကြီကြတော့အကြောင်းကအကြောင်းဆရာပေါ့လေသူတို့တင်ယူတင်တာပေါ့လေ။အော်။အဲဆရာဦးကကြီးကအဲ့ဒါကြောင့်နောက်က B ဆိုပြီးကျွန်တော်ကိုွယ်လိုက်။ဟုတ်ကဲ့ဟုတ်ကဲ့။နောက်ဆရာကြီးထွန်းရှင်ဆိုတော့ကျွန်တော်တို့ရဲ့မိဘတွေအမျိုးမျိုးမကင်းပါဘူး။ဟုတ်။မျိုးမျိုးမကင်းပါဘူး။ကျွန်တော်တို့ရက်ကွက်သေးရပါလေ။ဟုတ်ကဲ့။အဲတော့ဟိုစပ်ပကြီးတွေပါရေးတဲ့ဆရာကြီးတယောက်ပေါ့နော်။အင်းဒီချင်းလည်းဖြစ်တော့သူ့စီမှာ ပါပြီးတော့မှသင်ငယ်ရတယ်။ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဟုတ်ကဲ့ဘလိုမျိုးပကြီးကျောင်းမန်လေးတို့ဘယ်အောင်တော့တော့ဆရာအဲကျွန်တော်ပကြီးကျောင်းမတက်ဖြစ်တက်ဖို့ဘူးနော်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့အော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါ